ဇွန်လ28ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့ရဲ့လူစီကိုင်းအနေအားဖြစ်တဲ့ Victory Monument လို့ခေါ်တဲ့လွတ်လပ်ရေးကျောက်တိုင်မှာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီနေရာကဘန်ကောက်မြို့တွင် ပြေးဆွဲနေတဲ့မိုးပြံရထားအစိမ်းလိုက် BTS ဆန္ဒပောင်းနဲ့ BTS Victory Monument ဆိုတဲ့ကြားထဲမှာတည်ရှိပြီးတော့မြို့ရင်းသားဘက်စကာအများစုရဲ့လမ်းကြောင်းစုံချက်တစ်ခုလည်းဖြစ်ပါတယ်။ဒါဆိုရင်ဒီနေရာမှာဘာလို့များဆန္ဒပြမှုတွေဖြစ်နေရတာလဲ။ အားလုံးပဲမင်္ဂလာပါ Barmis Knowledge Hub Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစတာတင်ခင်မှာ Channel လေးကို Like and Subscribe ပြုလို့သွားပြီးဖို့လည်းမေတ္တာရက်ခံကြပါရစေဗျတကယ်တော့ဒီဆန္ဒပြမှုတွေဟာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့နေဆက်ပြဿနာကနေစတင်ခဲ့တာပါမေလ28ရက်နေ့ကထိုင်းကမ္ဘောဒီးယားနယ်စပ်အငင်းပွားမှုတွေနဲ့ပတ်သက်ပြီးနှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုတွေပါဖြစ်ပွားခဲ့ပါတယ်။ဒီပြစ်ခတ်မှုမှာကမ္ဘောဒီးယားစစ်သားတအူးလည်းတေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့နှစ်နိုင်ငံကြားတင်းမာမှုတွေစတင်ခဲ့ပြီးထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ကမ္ဘောဒီးယားနိုင်ငံသားတွေအစုလိုက်အပြုံလိုက်နေရပြန်ရတဲ့အထိဖြစ်ကုန်ကြပါတယ်။နှစ်နိုင်ငံစလုံးကလည်း desert gate တွေကိုအပြန်အလှန်ပိတ်ပစ်ခဲ့ကြပြီးအခြေအနေကလည်းဆိုးဝါးလာခဲ့ပါတယ်။ online ဆောင်မျက်နှာတွေပေါ်မှာလည်းတနိုင်ငံနဲ့တနိုင်ငံအပြန်အလှန်ဆဲဆိုကြတာတွေဂုံတိတ်ခါကြာစင်းစီမဲ့ဇကားတွေပြောဆိုကြတာတွေနဲ့ထိမနိုင်သိမရတွေဖြစ်နေခဲ့တာပါ။အဲ့ဒီနောက်မှာတော့နှစ်ဖက်နိုင်ငံတွေရဲ့သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေဟာ ဒီပြဿနာကိုပြေးလည်အောင်ဖြေရှင်းမှုစူးစမ်းလာကြပါတယ်။အဲ့ဒီနောက်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝတ်ထရာနဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်တို့ရဲ့18မိနစ်ကြာတိုက်ရိုက်ဖုံးခေါ်ဆိုပြီးတော့ကျတော့ဆွေးနွေးခဲ့ပါတယ်။တကယ်တော့ဟွန်ဆန်ကလက်ရှိမှာကမ္ဘောဒီးယားဝန်ကြီးချုပ်မဟုတ်တော့ပေမဲ့လည်းကမ္ဘောဒီးယားနိုင်ငံရေးရာထဲမှာဩဇာလွှမ်းမိုးမှုရှိနေတော့မှာဒီဖုံးခေါ်ဆိုမှုပြီးတဲ့နောက်မှာပဲထိုင်းနိုင်ငံရဲ့ဆိုရှယ်စာမျက်နှာတွေထပ်မအုပ်အော်တောင်းတင်းဖြစ်စီမဲ့ audio file တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်ဒီ audio file မှာဆိုရင်ထိုင်းဝန်ကြီးချုပ်ပေထုံတန်ရဲ့ဟွန်ဆန်တို့ရဲ့16မိနစ်ကြာဖုံးပြောဆိုမှုအတန်ဖိုင်တစ်ခုလည်းဖြစ်ပါတယ်တကယ်တော့ဒီလိုနိုင်ငံတော်အဆင့်ခေါင်းဆောင်တို့ရဲ့ဓာတ်ရိုက်ဖုံးခေါ်ဆိုမှုဟာလူလူကြားတွေကိုပြန့်နှံ့လာစေအကြောင်းတော့မရှိပါဘူးဒါပေမဲ့ကံမကောင်းစွာပဲဒီ audio file ကထိုင်းပြည်သူတွေကြားထဲမှာပြန့်နှံ့ခဲ့ပြီးပြည်သူတချို့ကလည်းအလွန်အမင်းကိုဒေါသထွက်ခဲ့ကြပါတယ်ပထမဦးစွာဒီခေါ်ဆိုမှုမှာထိုင်းဝန်ကြီးချုပ်ပေထုံတန်က ဖွန်ဆန်ကိုဦးလေးလို့ခေါ်ဆိုခဲ့ပါတယ်တကယ်ဆိုရင်ဒီလိုခေါ်ဆိုတာကမိမိတဲ့အသက်ကြီးတဲ့သူတူကိုဦးလေးလို့ခေါ်ဆိုခြင်းဟာရိုသေလေးစားမှုကိုပြသရာရောက်ပြီမယ်ဒီလိုနိုင်ငံခြားပြဿနာတင်းမာနေတဲ့အချိန်မှာတဖက်နိုင်ငံကခေါင်းဆောင်ကိုဦးလေးလို့တုံ့နှုံးလိုက်တာဟာထိုင်းပြည်သူတချို့အတွက်တော့မျက်စိစပင်မွေးစူးစရာဖြစ်စေခဲ့ပါတယ်တီတပူပီဆိုးရွားသွားစီတဲ့အကြောင်းကတော့အဲ့ဒီဖုန်းခေါ်ဆိုမှုမှာထိုင်းဝန်ကြီးချုပ်ပေထုံတန်က လက်ရှိထိုင်းကမ္ဘောဒီးယားအရေးကိုဥဆောင်ကင်တွင်နေတဲ့ထိုင်းစစ်တပ်အကြီးအကဲတခုကိုဂုံတိတ်ခါကြားစီမဲ့စကားမျိုးတွေပြောဆိုခဲ့ပါတယ်။သူကဥလိအနေနဲ့ဒီစစ်ဗိုလ်ချုပ်ရဲ့စကားတွေကိုနားထောင်စရာမလိုပါဘူး။သူကကျမတို့ဘက်ကမဟုတ်ဘူးဆိုတဲ့သဘောမျိုးပြောဆိုခဲ့တာပါ။သဘောကတော့သူဟာလက်ရှိထိုင်းနိုင်ငံရဲ့အကြီးအကဲခေါင်းဆောင်တခုဖြစ်ပြီးတော့စစ်တပ်ကသူမတို့နဲ့သဘောထားကိုက်ညီမှုမရှိဘူး။ ဒါကြောင့်စစ်တပ်ကိုအယုံကြည်ထားဖို့မလိုအပ်ဘဲသူမရဲ့စကားဘုကနားထောင်ဖို့ဆိုတဲ့သဘောမျိုးပြောဆိုခဲ့တာပါဒီပြောဆိုမှုကြောင့်ပဲစစ်တပ်ထောက်ခံတဲ့ပြည်သူတွေရဲ့အမျက်ဒေါသဟာအထုအထိပ်ကိုရောက်လာခဲ့ပါတယ်သူတို့ကဝန်ကြီးချုပ်ဖြုတ်ချဖို့ဆန္ဒပြပွဲတွေပေါ်ဆောင်မယ်လို့ပြောဆိုခဲ့ကြပြီးထိုင်းနိုင်ငံရဲ့ပညာရှင်134ယောက်တိတိဟာလည်းထုတ်ပြန်ချက်တစ်စောင်နဲ့အတူဝန်ကြီးချုပ်ကိုဖယ်ရှားပေးဖို့လွတ်တော်နဲ့ဘီရင်မင်းမြတ်ထံကိုပါအတနာခံစာတင်ခဲ့ကြပါတယ် ဒါကြောင့်မဲဒီလှုပ်ရှားမှုကိုစတင်တဲ့အနေနဲ့မနေ့ကဇွန်လ28ရက်နေ့မှာပဲ Victory Monument လို့ခေါ်တဲ့ဘန်ကောက်မြို့လေကောင်တနေရာမှာဆန္ဒပြပွဲတွေစတင်ခဲ့တာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာထိုင်းနိုင်ငံရဲ့စီးပွားရေးဟာအနည်းငယ်ကျဆင်းနေပြီးတော့ကမ္ဘာလက်ခီးသွောင်းဝင်ရောက်မှုနှေးပါတာတွေကြောင့်ခေါင်းကိုက်နေရတဲ့ညွန်ပေါင်းအစိုးရအတွက်တော့တပူပေါင်းနှစ်ခုဆင့်သွားတယ်လို့ပဲဆိုရမှာပါ။ဒါပြင်ကမှထိုင်းနိုင်ငံမှာအပြောင်းလဲတစ်ခုခုဖြစ်ရင်မိမိတို့ရဲ့အိမ်ကြီးချင်းနိုင်ငံတစ်ခုဖြစ်တာနဲ့အညီ ျွန်တော်တို့မြန်မာနိုင်ငံကိုပါအနည်းနဲ့အများရိုက်ခတ်မှုတွေရှိတတ်တာကြောင့်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုလည်းစောင့်ကြည့်ရပါမယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့သူတွေများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုပါ